ာတွင်တတ္တယသတင်းပတ်ရဲ့ကြာတပတိနေရှင်လုကာဧဝံဂေလိကျမ်းအခန်းကြီး7အခန်းငယ်14မှ23အချင်းတွင်ကိုရောသည်ဆွမ်းအားစေသောနတ်ဆိုးကိုနှင်ထုတ်တော်မူသည်ဖြင့်နတ်ဆိုးထွက်သွားသောအခါဆွမ်းအားသောသူသည် စကားပြန်ပြောနိုင်လေ၏လူအစုဝေးတို့သည်လည်းအံ့ဩကြ၏သို့သော ထိုသူတို့တွင် အချို့ကသူသည် နတ်ဆိုးတို့၏အကြီးအကဲဘယ်ဇေဘုကိုအမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်ခြင်းဖြစ်သည်ဟု ဆိုကြ၏အခြားသောသူတို့ကလည်းကိုရော့ကိုစုံစမ်းလိုသဖြင့်ကောင်းငင်မှနမိတ်လက္ခဏာကို တောင်းခံကြ၏သို့တော်ကိုရော့သည်သူတို့၏အတွင်းစိတ်ကိုသိသဖြင့်သူတို့အားမိန်တော်မူသည်ကမည်သည့်တိုင်းနိုင်ငံမဆိုးမိမိအတွင်း၌စိတ်ဝမ်းကွဲပြားခြင်းရှိလျင်ပြိုကွဲပျက်စီးလိမ့်မည် အိမ်တော်စုသည်လည်းအတွင်း၌မသိမတင်ဖြစ်ပါကပျို껙ပျက်စီးလိမ့်မည်စာတန်သည်လည်းမိမိကိုမိမိဆန့်ကျင်၍ကွဲပြားလျင်သူ၏နိုင်ငံသည်မိခဲ့သူရက်တည်နိုင်ပါမည်နီအကြောင်းမူကားငါသည်ဘယ်လဇေဘုကိုအမိပြု၍နတ်ဆိုးများကိုနှင်ထုတ်သည်ဟုသင်တို့ဆိုကြ၏အကယ်၍ငါသည်ဘယ်လဇေဘုကိုအမိပြု၍နတ်ဆိုးများကိုနှင်ထုတ်လျင် တင်တို့၏လူများသည်မိသူကိုအမိပြု၍နှက်ဆိုးများကိုနှင်ထုတ်ကြသည်နီထို့ကြောင့်သူတို့သည်တင်တို့ကိုတရားစီရင်သော သူများဖြစ်ကြလိမ့်မည်တို့ရာတွင်အကယ်၍ငါသည်ဖျားသခင်လက်ညှိုးတော်အဖြစ်နှက်ဆိုးများကိုနှင်ထုတ်သည်ဖြစ်လင်ဖျားသခင်၏နိုင်ငံတော်သည်တင်တို့အပေါ်ကြာရောက်လေပြီခွန်အားကြီးသူတို့သည်လက်နှင့်အပြည့်အစုံဖြင့်မိမိအိမ်ကိုစောင့်ရှောက်လျင် ူ၏ဥစ္စာပစ္စည်းတို့သည် လုံးကျုံစွာရှိ၏သို့သော သူထက်ခွန်အားကြီးသူပေါ်လာသောအခါသူကိုတိုက်ခိုက်အနိုင်ယူ၍သူအားထားသောလက်နက်တစားတို့ကို ယူပြီးလင်းတင်းဆဲရမိသောပစ္စည်းတို့ကို ခွဲဝေယူလိမ့်မည်ငါဖက်နိုင်မရှိသောသူသည်ငါကိုဆန့်ကျင်သောသူဖြစ်၏ငါနှင့်အတူမဆုမသိမ်းသောသူသည်ကျဲဖြန့်သူဖြစ်၏ဟု မိန်တော်မူ၏ ယေရှုခရစ်တော်သခင်ဤမုံမြတ်သောအေယုန်ဂေလိတရားတော်ပေဒီ Listen a heart ဝါရင်္ဂလာဟာဖျားသခင်ကိုနှလုံးသားနဲ့နားထောင်ဖို့ပြန်လဲလေ့ကျင့်ရတဲ့ကာလလည်းပဲဖြစ်နေပါတယ်ပရမဂျမ်းမှာဣသရေရှေ့ကဣသရေတွေဖျားသခင်ကိုနားမထောင်တာကို တွေ့ရပါတယ်သူတို့ရဲ့လန်ခီအကြောင်းကို မသိဘူးသူတို့ရဲ့နောက်ဆုံးပါးနိုင်ကို မသိကြဘူး သူတို့ကိုယ်တိုင်ကိုလည်းသူတို့မသိကြပဲသူတို့ဟာထင်ရဆိုင်နေတဲ့ပုံပုံများအဖြစ်ဖော်ပြထားတာကိုတွေ့ရပါတယ်။ဘာဖြစ်လို့ဆိုရင် နားမထောင်ကြလို့ပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲနားမထောင်ရလဲဆိုရင်ဆာလမန်တွေ့ရတဲ့အချိန်မှာနှလုံးသားမာကျော်လွန်နေကြလို့နားမထောင်ကြခြင်းနဲ့ပဲဖြစ်နေပါတယ်။အင်္ဂလိပ်ကြမှာလည်းဒီအချိန်မှာဖြစ်ပါတယ်။ဖျားကိုယ်တိုင်ရောက်လာပြီးတကူလက္ခဏာတွေနဲ့ပြသပြီးယုံကြည်ခြင်းစီကိုခေါ်နေပြီးသို့တော့ မယုံကြည်သေးတော့မှဖြစ်နေပါတယ်နှလုံးသားမကြောနေတော့မှဖြစ်ပါတယ်နှလုံးသားမကြောနေခြင်းအဖြစ်သူတို့ဟာသူတို့ကိုယ်တိုင်ကိုအပေါ်မှာပဲပြန်လည်ပြီးတော့အာယုံစူးစိုက်ပြီးဖျားသခင်တည်ရှိနေခြင်းကိုမသိဘူးဖျားသခင်စကားပြောနေတာကိုလည်းမကြားပဲနဲ့ဖျားသခင်ရဲ့နိုင်ငံတော်ပြည့်ရလာတာကိုလည်းပဲသူတို့လက်လို့ရတော့မယ့်အခြေအနေမှာရှိနေတာကိုတွေ့ရပါတယ်ဖျားသခင်ကမထင်မှတ်တဲ့နေ့တွေနဲ့လည်းစကားပြောရပါတယ် ူ့ရဲ့အကြံစီတော်ဟာကျွန်တော်တို့ထင်ထားတာနဲ့မကြခဏဆိုသလို ကွက်တိမကြတာကိုလည်းပဲတွေ့ရပါတယ်။ပါစကားဖြစ်ပြတရားဒါပဲဖြစ်ပါတယ်။လူနီလူတွေးလူဟန်နဲ့မဖြစ်ဖဲသူ့ရဲ့အလိုတော်အကြံစီတိုင်းသူ့ရဲ့ဉာဏ်မြညာတော်အတိုင်းစီမံဆောင်ရွက်ဒါကိုတွေ့ရပါတယ်။အထူးသဖြင့်ပါစကားဖြစ်ပြတရားဖြင့်တည်လာမှာကတော့ဘုရားသခင်ကကျွန်တော်တို့တွေးထင်မှတ်တဲ့နိဗ္ဗာန်လက်စကားပြောလေရှိတယ်။ လူသားတွေရဲ့စင်စာစင်ញုံတွတ်ထုတ်ပုံမျိုးမဟုတ်ဘဲသူဟာသူ့ရဲ့အကြံစီတော်တိုင်းသူ့ရဲ့ချစ်ချင်းမေတ္တာညံ့မညာတိုင်းလူတွေကိုပတ်သက်လျက်ရှိတဲ့ဆက်သွယ်ပြုလျက်ရှိတဲ့ဆရာကိုမှတ်သားကြမှာလည်းပဲဖြစ်ပါတယ်။ကြောင့်ဒီလိုပြုလုပ်လာတဲ့အရာတွေကိုနတ်ဆိုင်ကသိရှိဖို့ပေးလာတဲ့နိုင်ငံတော်ကိုလက်မလွတ်ဖို့အတွက်ကျွန်တော်တို့နားထောင်တဲ့ဤအစ်စ်နဲ့နားထောင်ကြပါလိမ့်မယ်။ သူတပည့်နှလုံးသားအတွက်နဲ့သူပြောတာကိုနားထောင်ကြပါလိမ့်မယ်အဲ့လိုနားထောင်ခြင်းအဖြစ်သူ့ရဲ့အတန်တော်ကိုကြားပြီးသူပေးလာတဲ့လက်ဆောင်တော်နိုင်ငံတော်ကိုလက်ခံရရှိနိုင်ဖို့အတွက်အစဉ်နဲ့ပြင်ထားကြပါသို့လိုရတဲ့ခြေသူများကို တောင်းခံကြပါသို့အထူးသဖြင့်နားထောင်နိုင်ဖို့အတွက်မာကျော်နေတဲ့နှလုံးသားတွေကိုတနေ့တခြားပြုပြင်ဖို့အတွက်ဖျားသခင်ထမဆုတောင်းကြပါစို့